န်ယူဂျီဒေါ်ရရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရင်သတင်းနေဖြင့်စစ်တပ်စစ်ကြောင်းထိုးရာနေရာများနှင့်နှီးဆက်သောကျေးရွာများလုံခြုံရေးသတိရှိကြရန်နှင့်နေမြေကန်တော်လိုင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ရန် KNDF အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ် စစ်ကောင်စီစစ်ကြောင်းထွေရနေရာများနှင့်နီးစပ်သောကျေးရွာများရှိပြည်သူများအနေဖြင့်လုံခြုံရေးသတိရှိကြရန်နှင့်နေမြေကန်တော်လိုင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF မှစက်တင်ဘာလ28ရက်နေ့တွင်အသိပေးထုတ်ပြန်ထားပါသည်။ကရင်နီပြည်နယ်ဒီမော့ဆူမြို့နယ်အတွင်သို့ဂျမ်ဖတ်စစ်တပ်မှဩဂုတ်လမှစတင်ကာအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးလာပြီးဒီမော့ဆူ၊ဖရူဆူ၊ဘောလခဲလမ်းမကြီးတို့လျှောက်ဆက်လက်စစ်ကြောင်းထိုးသဖြင့်လမ်းကြောင်းတို့လျှောက်တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါသည်။မိုးပြဲမြို့တွင်လည်း အကြံဖတ်စစ်ကောင်စီတပ်များလှုပ်ရှားကာမိုးပြဲမြို့နှင့်အနီးကျေးရွာများရှိပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗျ။ထို့အတူဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်သို့ PNO နှင့်စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများစစ်ကြောင်းဖြန့်လှုပ်ရှားလျက်ရှိတယ်လို့ဆိုထားပါဗျ။ဒီမော့ဆိုမြို့နယ်ဒုံငန်ခါရက်ွက်တို့စစ်ကောင်စီမှအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်သဖြင့်တိုက်ပွဲများပြင်းထန်လျက်ရှိပြီးဒုံငန်ခါရက်ွက်နှင့်အနီးတစ်ဝိုက်ကျေးရွာများသို့အကြံဖတ်စစ်ကောင်စီတပ်မှလေကြောင်းဖြင့်တိုက်ခိုက်ခြင်း ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင်လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းစသည်တို့ကိုနေ့စဉ်မပြတ်ပြုလုပ်လျက်ရှိတယ်လို့အသိပေးထားပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များစစ်ကြောင်းထိုးနေရယူကလမ်းမကြီးဘေးဝဲရာရှိကျေးရွာများသို့လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းစသည်တို့ကိုလှုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ ထို့အပြင်ဒီမော့ဆိုဖရူဆိုမြို့နယ်မှစစ်ကြောင်းထိုးသောစစ်ကြောင်းနှင့်အတူစစ်ကောင်စီတပ်၏ရင်နှန်းများမှာအမှတ်34တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ရောက်ရှိနေပြီးထို့မှတဆင့်ဘောလခဲမြို့နယ်ဘက်သို့ဥတီစစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်းအသိပေးထားပါရခင်ဗျာဒုတိယသတင်းအနေဖြင့်တရချောင်းဒေသခံအဖွားအိုတူအာစစ်ကောင်မရှင်တက်ကအထမပြုကျင်းခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းဒဝဲခရိုင်တရချောင်းမြို့နယ်အောက်တူကြီးရွာကအဖွားအိုတူအာ စစ်ကော်မရှင်တပ်ကအထမပြုကျင့်ခဲ့တယ်လို့ဒဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကသတင်းထုတ်ပြန်ထားပါတယ်စက်တင်ဘာလ28ရက်ညနေ4နာရီခန့်မှာအုတ်တူကျေးရွာတဝိုက်စစ်ကြောင်းထိုးနေတဲ့တရချောင်းမြို့နယ်အခြေစိုက်စစ်ကော်မရှင်စစ်ကြောင်းမှစစ်သားတအူကအသက်85နှစ်အရွယ်အဖွားအိုတအူကိုရုံမှာအောက်တန်းကျစွာအထမပြုကျင့်သွားခဲ့တာလို့ဆိုပါတယ်အထမပြုကျင့်ခံခဲ့ရတဲ့အဖွားအိုဟာ စီဂျူယောဂါကြောင့်ခြေတော်တစ်ဖက်ဖြတ်တောက်ထားရတဲ့ဒုက္ခိတတဦးလည်းဖြစ်ပြီးနေအိမ်မှာတဦးတည်းရှိနေစဉ်အခုလိုအရမပြုကျင့်ခံခဲ့ရတာလို့သိရပါတယ်။အကျန်းဖက်စစ်ကော်မရှင်တပ်သားတဦးရဲ့အလွန်အလွန်လူမဆန်အောက်တန်းကြလွန်းတဲ့လုပ်ရကြောင့်အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့ဒုက္ခိတအဖွားအိုအနေနဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြုံတွေ့နေရတယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဥဖုံမြို့နယ်ရှမ်းကုန်းရွာကစစ်တပ်တောက်တိုင်ယာအိမ်မှုတို့အုပ်ကိုပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဥဖုံမြို့နယ်ရှမ်းကုန်းချေးရွာကစစ်တပ်တောက်တိုင်ယာအိမ်မှုဥမြင့်အောင်စုသူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တာယာဝတီခရိုင်တရင်3802တက်ခွဲ9 Black Tiger ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ29ရက်နေ့လယ်12:55မိနစ်အချိန်မှာ Black Tiger အဖွဲ့မှပျောက်ကြားရဲပေါ်များကယာအိမ်မှုမြင့်အောင်ရဲ့နေအိမ်ကိုတွားရောက်ခဲ့ကာ တနက်ဖြန်၄ချက်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်ပြစ်ခတ်မှုအတွင်ဦးမြင့်အောင်ရဲ့ရင်ဘတ်ကိုကြည်၃ချက်ထိမှန်ခဲ့ပြီးနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်၎င်းဟာစစ်မှုထမ်းဟောင်းတအုပ်ဖြစ်သလိုစစ်တပ်အမာခံတောက်တိုင်ဖြစ်ပြီးပြည်သူများထံမှစစ်မှုထမ်းချေဟုဆိုကာငွေကြေးအရမကောက်ခံခြင်းအပေးနိုင်သူများအားစစ်တပ်ခေါ်ကာဖမ်းဆီးခိုင်းခြင်းလူငယ်များအားအတင်းအကျပ်စစ်မှုထမ်းရန်စုဆောင်းခြင်းများလှုပ်ဆောင်နေတာကြောင့်အခုလိုအရေးယူခဲ့တာဖြစ်တယ်လို့အသိပေးထားပါရခင်ဗျာ ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ KKG ရဲဘော်နှူး CDF KKG Major Operation အတွင်းကြဆုံခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းလန်း Defense Force ကလေးကဘောကံကောတပ်ရင်း2နဲ့တပ်ရင်း9မှရဲဘော်နှူး CDF KKG Major Operation အတွင်းကြဆုံခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ20ရက်နေ့ကဖြစ်ပွားခဲ့တဲ့ကြံသားတိုက်ပွဲအတွင်း တရင်ခုနှစ်မှရဲဘော်လရိန်တန်းကြာဆုံးသွားခဲ့တာဖြစ်ပြီးတရင်နှစ်မှရဲဘော်ဘန်ရိုတန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ရဲဘော်ဘန်ရိုတန်ခေါ်ချင်းလေးဟာစေကူတမှုခံယူရင်းစက်တင်ဘာလ26ရက်နေ့မှာကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဆင်အာနာရှင်စနစ်ပပျောက်ရေးပြည်သူလူထုကာကွယ်ရေးနှင့် Federal Democracy တိဆောက်ရေးအတွက်တိုက်ပွဲဝင်ရင်းဂုံယောင်ထွန်းပြောင်စွာကြာဆုံးသွားခဲ့တဲ့ရဲဘော်တို့အားအထူးလေးစားဂုဏ်ပြုပါကြောင်းနှင့်မိသားစုနှင့်တကွထပ်တူထပ်မြဝန်နေကြောင်း CDF KKG ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Casual နဲ့ဗရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ